မိမချေရမနေနိုင်သေးတဲ့သားဖြစ်သူရဲ့လောရဲကိုအားမရဘူးဆိုတော့မင်းသမီးကြီးမေတန်တို့ ရတဲ့များအားလုံးပဲမင်္ဂလာပါရှင်။မင်းသမီးကြီးမေတန်တို့ကတော့တယောက်တည်းရှိတဲ့သားဖြစ်သူကိုအကောင်းဆုံးဆိုတာဟောပဲဖြစ်စေချင်တာဖြစ်ပါတယ်။မေတန်တို့ကတော့သားဖြစ်သူမင်းသားမောင်ကိုမင်းသားဖြစ်စေချင်ခဲ့ရလဲဖြစ်ပါတယ်။မေတန်တို့ကသားဖြစ်သူရဲ့ရုပ်ရည်ကမင်းသားဖြစ်နိုင်တဲ့ဆိုတဲ့အတွေးနဲ့တယောက်ဆောင်တယောက်နေနဲ့ဇာကားရိရိုက်ကူးစေချင်ခဲ့ရလဲဖြစ်ပါတယ်။အမေဖြစ်သူကတရုတ်ဆောင်တယောက်နေနဲ့ဇက်ကားတွေရိုက်စေခြင်းပေမဲ့လည်းတားဖြစ်သူကတော့ဖားခင်ချေရောင်းနေမဲ့ဒရိုက် က်တာတစ်ယောက်ဖြစ်အောင်စူးစမ်းနေခဲ့တာပါမင်းသက်မမောင်ကမြန်မာနိုင်ငံမှာနာမည်ကြီးဒါရိုက်တာတစ်ယောက်ဖြစ်ဖို့စူးစမ်းနေသူတစ်ယောက်ဖြစ်ပါတယ်သူကနိုင်ငံခြားမှာဒါရိုက်တာတန်းတန်းတက်ထားပြီးတော့မြန်မာနိုင်ငံရဲ့လူစိတ်ဝင်စားမှုအများဆုံးဒါရိုက်တာဖြစ်အောင်စူးစမ်းနေရလဲဖြစ်ပါတယ်မင်းသက်မမောင်ကတော့အောင်မြင်ဖို့စူးစမ်းနေပေမဲ့အခုထိတော့နေရာမရသေးပါဘူးเนาะအနုပညာလောကရဲ့ဝင်လာတာအချိန်တစ်ခုကြာပေမဲ့အောင်မြင်မှုအတိုင်းဒါကတော့ထင်သလောက်ဖြစ်မလာသေးပါဘူးမင်းသားကအောင်မြင်ဖို့စူးစမ်းနေပေမဲ့ အရာမထင်သေးတာမို့အမေဖြစ်သူမိသန်းနှုကတော့ဒါဖြစ်သူရဲ့လောရက်တွေကို အာမရဖြစ်နေပြီလဲဖြစ်ပါရင်မိသန်းနှုကတော့ဒါဖြစ်သူရဲ့အမှုပညာကိုအားပေးမဲ့အချိန်အကြိုင်အရာမထင်သေးတာကိုအာမရဖြစ်နေတာဖြစ်ပါရင်မင်းသန်းဟာဒရိုက်တာတယောက်အဖြစ်ရည်တည်နေပေမဲ့အခုချိန်ထိမမေရဇာကားတွေမရရသေးပါဘူးဒါပေမဲ့လည်းအလုံးအမဲ့လို့မရှိလို့မဟုတ်ပဲသူရဲ့ယုံကြည်မှုကြောင့်ပဲဖြစ်ပါရင်မင်းသန်းဟာမြန်မာနိုင်ငံမှာရှိနေတဲ့ဒရိုက်တာတွေထက်ထူးခြားတယ်လို့ကိုလန်းကိုဖောက်ပြီးတော့ င်မြင်ဖို့ကြံ့ကြာနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံဒရိုက်တာအများစုကတမယိုချနေလနေနဲ့အနုပညာအလုပ်တွေကို ပုံဖော်နေတဲ့အချိန်မှာမင်းတန်ကတော့သူစိတ်ကိုရီးယားအတိုင်းစမ်းသပ်မှုတွေကို လောက်နေတာဖြစ်တယ်။မင်းတန်ကတော့အောင်မြင်ပြီးလူသိများဖို့တမယိုချပုံအတိုင်းမရိုက်ချင်မဲစမ်းသပ်မှုတွေနဲ့သူ့ရဲ့ပညာကိုထုတ်ပြနေရလဲဖြစ်ပါတယ်။ သူကဘသူမှမလုပ်သေးတဲ့ပုံစံမျိုးကိုရိုက်ကူးပုံဖော်ဖို့အမြဲတွေးနေကြရဖြစ်ပါတယ်။သူရဲ့တီထွင်မှုတွေကအရန်မများပေမဲ့တစ်ခုဆိုတစ်ခုပရိသတ်စိတ်ဝင်စားမှုရှာခဲ့တာတော့အသေးစားပါပဲ။အရင်ကတခါကလည်းသူတီထွင်ရိုက်ကူးထားတဲ့ squad game ပုံစံကလည်းပေါက်ခဲ့တယ်လို့ဒဲစုညီနဲ့အတူတွဲပြီးတော့ရိုက်ကူးခဲ့တဲ့ချန်ညာကြောင့်ညာကလည်းပေါ့နော်။လူစိတ်ဝင်စားမှုများခဲ့တာဖြစ်ပြီးတော့အခုလေသူစီစဉ်တဲ့ပွဲတစ်ခုကပရိသတ်ကြားမှာဟိုးလေးတကြော်ကြော်ဖြစ်လို့နေပါတယ်။ မင်းတန်းဟာအခုဆိုရင်ဘသူမှမလုပ်သေးတဲ့ပွဲတစ်ပွဲကိုဖန်တီးခဲ့ရလဲဖြစ်ပါတယ်။သူက LGBT တွေကိုတီးတက်ရိုက်ကူးတဲ့ show တစ်ခုကိုစီစဉ်ရိုက်ကူးနေရလဲဖြစ်ပါတယ်။အဲ့ဒီ show ကတော့ပြည်သူတွေကြားထဲမှာစိတ်ဝင်စားမှုမြင့်တက်နေတဲ့ show တစ်ခုလည်းဖြစ်ပါတယ်။ဘသူမှမရိုက်ဖူးသေးတဲ့ပုံစံကိုမင်းတန်းကရိုက်ကူးခဲ့ရမို့ပြည်သူတွေကစိတ်ဝင်တစားဖြစ်ခဲ့ရလဲဖြစ်ပါတယ်။မင်းတန်းကတော့အဲ့ဒီလိုမျိုးစမ်းသစ်တီထွင်တတ်တာမို့ပြည်သူတွေကြားမှာနာမည်ရလာပေမဲ့အောင်မြင်ချော်ချမ်းမှုကထင်သလောက်မရသေးပါဘူး။မင်းတန်း န်းသူကလည်းအဲ့ဒီအချက်ကိုမကြိုက်ပဲဖြစ်နေတာပါ။ဒါဖြစ်သူရဲ့တီထွင်ဆန်သင့်မှုတွေကိုအားပေးပေမဲ့မိမတွေရဲ့ခြေရာကိုအမိမနေနိုင်အောင်ဆိုပြီးတော့ဒါဖြစ်သူရဲ့လောက်ရက်ကိုအားမရသေးဘူးလို့ဆိုလာပါတယ်။မိသန်းသူကတော့ဒါဖြစ်သူကိုအောင်မြင်တဲ့ဒါရိုက်တာတယောက်အနေနဲ့မြင်ချင်တာပါ။တီထွင်ဆန်သစ်တာကလည်းကောင်းပေမဲ့အောင်မြင်မှုကျန်ကြာနေတာကိုသဘောမချအောင်ဆိုပြီးတော့ဒါဖြစ်သူရဲ့လောက်ရက်အပေါ်မှာသူရဲ့ထင်မြင်ချက်ကိုထုတ်ပြောလာတာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါစို့ရှင်။